ချက်စီတင်ကိုအားပေးနေကြ brother ညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစီလို့ဥစွာပြမနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီ video မှာညာခင်းအတွက်ချက်စီတင်အကြောင်းအရာလေးတွေကိုစူးစီးတဲ့စူးစီးဖော်ပြတင်ဆက်ပေးသွားမှာပါဒီအပိုင်းမှာတော့ချက်စီအသင်းရဲ့တင်းလေးတွေကနည်းနည်းတော့ပြန်စိတ်နေတယ်အထူးသဖြင့်ကတော့ဒါကစားသမားတွေအနေနဲ့ club walker ရှင်ပိုင်ကစားဖို့ရှိနေတယ်ပေါ့နော်ဒါမဲ့လည်း transfer တင်းလေးဒီညမှာလဲကျွန်တော်၃ပုတ်လောက်တင်ဆက်ပေးသွားပေးမယ်ပထမဆုံးတပုတ်ကတော့ကျွန်တော်တို့ဒါကုသမား situation နဲ့ပတ်သက်ပြီးတော့ AC ရဲ့ကုသမားဖြစ်သူ Mike Manyan ပေါ့နော်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်လို့ရှိရင်အခုချိန်မှာဒါမနေ့ကလည်းကျွန်တော်တင်ဆက်ပြီးဖြစ်တဲ့ကစားသမားကချက်စီ သင်းကိုပြောင်းကျင်တယ်အထူးသဖြင့်တော့ဒါပြောင်းလဲလေးကိုသူကလှုပ်ချင်တာပေါ့နော်ဆွဲနေထားမှာချက်စီသင်းနေနဲ့အခုလည်းဒါ AC Milan နဲ့တောင်းလျှောက်ဆိုတလို့မျိုးဒါထိတွေ့ပြီးတော့ဒီကစားသမားရဲ့အခြေအနေနဲ့ပတ်သက်ပြီးချက်စီသင်းက၈ဆက်နေစေဖြစ်တယ်လို့သိရတယ် ါပေမဲ့ချက်စီးတင်ကအစင်ပေါ်ကပဲဗျာဘာလို့ဆိုဂိုးသမားကိုရိုင်းလည်းသူတို့ဘက်ကိုပြောင်းကျင်တယ်တစ်ဖက်မှာလည်းလက်ရှိရှိနေတဲ့ဂိုးသမားတွေကလည်းဘာပြောချက်စီးတင်တို့က option တွေအများကြီးရှိနေသေးတယ်ဆိုရယ် saturation ကြောင့်ချက်စီးတင်ကအရန်မလိုဘူးပေါ့နော်ဒါပေမဲ့ AC Milan ဘက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ကစားသမားစာချုပ်ကလည်းကုန်တော့မယ်ဆိုတဲ့အနေအထားမျိုးရယ်ပြောင်းကျင်တယ်လို့လည်းဖိအားပေးနေတဲ့အခြေအနေကြောင့် AC အနေနဲ့လည်းချက်စီတဲ့နဲ့အကောင်းဆုံးပုံစံမျိုးရရှိအောင်လို့ညှိနှိုင်းနေလို့သိရတယ်။အီတလီကလာတဲ့ source တွေရဆိုလို့ရှိရင်တော့အာချက်စီတင်းကပဲ ဒီအပြောင်းရွှေ့မှာလိုချင်တဲ့ပုံစံမျိုးနဲ့ကစားသမားကိုခေါ်ယူနိုင်မယ့်အခြေအနေမျိုးရှိတယ်လို့တော့ပြောထားတာတွေ့ရပါတယ်။တစ်ဖက်မှာတော့ကျွန်တော်တို့ရဲ့အဲတိုက်စစ်ဆက်ဂျူရီရှင်းမှာတိုက်စစ်ဆက်ဂျူရီရှင်းနဲ့ပတ်သက်လို့ရှိရင်လည်းဒီစပိန်ကလာတဲ့အောက်လက်တွေရောနောက်ပြီးတော့ဖာဗရီစီယိုရိုမာနိုရဲ့ဖော်ပြချက်အရပါနီကိုဝီလီယန်ဒီချက်စီသင်းရဲ့ priority target အနေနဲ့ရှိနေတယ်။အထူးသဖြင့်သုံးသက်သူတွေတော်တော်များများကလည်းနီကိုဝီလီယန်ရဲ့လက်ရှိခြေစွမ်းအနေနဲ့အဲကစားတဲ့ play style ဟာဆိုလို့ရှိရင် Anso Marsca ရဲ့အကစားကွာမှာတော်တော်လေးအဆက်ဟတ်တဲ့နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့သုံးသက်နေကြသလို့ တစ်ဖက်ကချက်စီဒီကင်းထောက်တွေပြီးတော့ချက်စီတင်းရဲ့ဒီ transfer တောင်းဝန်ရှိသူတွေကလည်းနီကိုဝီလီယံနဲ့ပတ်သက်ပြီးတော့လေးသဘောကျတယ်။သို့တော့တစ်ဖက်ကဘာဖြစ်နေလဲဆိုလို့ရှိရင်နီကိုဝီလီယံကလက်ရှိသူ့ရဲ့မိခင်ကလပ်အသင်းနဲ့အဆင်ပြေနေတဲ့အနေအထားမျိုးဖြစ်နေတယ်ပြီးတော့သူ့ရဲ့လီသူ့ရဲ့ကလပ်မှာ comfortable ဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးကစားသမားအပြည့်အဝရရှိထားသလိုအခုကြားတဲ့သတင်းတွေရဆိုလို့ရှိရင်လည်းနီကိုဝီလီယံကသူ့ရဲ့မိခင်ကလပ်အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုဖို့တောင်မှပြုလုပ်နေပြီလို့သိရတယ်ဒါပေမဲ့ဒါတွေကကျွန်တော်တို့ twist တွေဖြစ်နိုင်တယ် twist တွေဖြစ်နိုင်တယ်ဆိုတာက တတ်တမဲ့ပေါ့နော်ဒါချက်စီးတဲ့ကစိတ်ဝင်စားလာရဆိုတဲ့အနေအထားမျိုးမှာဒါ AC Milan မျိုးမဖြစ်အောင်ပေါ့နော်ဒါ Nico Willian နဲ့သူတို့အသင်းကြားမှာတော့ကောင်းမွန်တဲ့ဆက်ဆံရေးရှိထားရဆိုတဲ့အခြေအနေမျိုးလို့ကျွန်တော်သုံးသပ်တယ်စာချုပ်တွေချုပ်ဆိုလိုက်ပြီဆိုလို့ရှိရင်ဒါ release clause တွေပါထည့်လိုက်မယ်ဆိုရင်ချက်စီးတဲ့ကိုသူတို့အနေနဲ့လိုချင်တဲ့ကြေးမျိုးတောင်းလို့ရနိုင်တဲ့အခြေအနေမျိုးကိုဖန်တီးတဲ့အနေအထားမျိုးတွေလည်းဖြစ်နိုင်တယ်လို့ကျွန်တော်သုံးသပ်တယ်ဒါပေမဲ့ Nico Willian တော့လက်ရှိမှာချက်စီးတဲ့နဲ့ကိုက်ညီမှုရှိတဲ့ကစားသမားတဦးဖြစ်အများကသုံးသပ်နေကြလို့ချက်စီးတဲ့ရဲ့ priority target ထဲမှာလေအဓိက target ပေါ့နော်ပြမတ်အနေနဲ့ ပါဝင်နေတာဖြစ်တယ်လို့ကျွန်တော်တို့လည်းသိရတာပဲဖြစ်ပါတယ်။ဒါပေမဲ့မှာတော့ကျွန်တော်တို့ရဲ့ Chelsea အသင်းနေတဲ့ဒီအသင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူ Matuidi အပါဝင်ကျွန်တော်နောက်ပြီး Joao Felix တို့ကိုဒီ transfer window မှာအကောင်းဆုံးပုံစံမျိုးနဲ့ရှင်းထုတ်နိုင်မှုတို့က Chelsea အသင်းကကြိုးပမ်းနေလို့သိရတယ်။အထူးသဖြင့် Chelsea အသင်းကတိုက်စစ်ပိုင်းကိုပြန်ပြီးတော့ပြင်ဆင်မှုတွေ မုံမမှုတွေလှုပ်ချင်နေတယ်အဲ့လိုလှုပ်ချင်နေတဲ့အနေအထားမှာအထူးသဖြင့်ဒါကျွန်တော်တို့ရောင်ဖီလစ်ဆိုလို့ရှိရင်ဒီနီးပြမာစကာရဲ့ပလန်မှာကိုအောက် ရောပလန်ဖြစ်နေတဲ့ကစားသမားဖြစ်တယ်ပေါ့နော်ဘေဖီကာနဲ့ဆွေးနွေးနေရဆိုပေမဲ့အချို့ပိုင်းတွေမှာချက်စီတင်ကအဆင်မပြေတဲ့အနေအထားလေးတွေရှိတယ်အထူးသဖြင့်တော့ချက်စီတင်ကရောင်ဖီလစ်နဲ့ပတ်သက်လို့ရှိရင်ပေါင်တန်30ဝန်းကျင်လောက်ကိုအလိုရှိနေတာဖြစ်ပြီးတော့မာဒူဂီနဲ့ပတ်သက်ရင်လည်းပေါင်တန်40အနေဆုံးလိုချင်နေတယ်ဒီကစားသမားနှစ်ယောက်ကိုရောင်းချမှုကလည်းတန်80လောက်လိုချင်နေတာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ transfer မှာချက်စီတင်ပြန်သုံးရမယ် အနေထားမျိုးတွေရှိတယ်ပေါ့နော်။ဆိုတော့ပြန်သုံးရမယ်ဆိုတဲ့အနေထားမျိုးတွေမှာဒါမျိုးပြန်ပြီးတော့ကျွန်တော်တို့ပြန်ထည့်ကျင်တာပေါ့နော်။ပတ်စံပြန်ထည့်ကျင်တယ်ဆိုတဲ့အနေထားမျိုးဖြစ်တယ်လို့ကျွန်တော်တို့လည်းသိရတယ်။ဆိုတော့ဒါက Hugo Akita ရဲ့ saturation နဲ့လည်းဆက်ဆက်နိုင်နေတယ်လို့အားလုံးသုံးသပ်နေကြတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်။ဆိုတော့ဒီ Yao Feeling နဲ့ Madu Giro က Chelsea တင်ရောင်းချဖို့တော့ January နဲ့ကစားသမားတွေရဲ့စီးရင်ထဲမှာပါဝင်တယ်လို့သိရပါဖြစ်ပါတယ်။ဆိုတော့ဒါတွေကကျွန်တော်တို့ဒီကနေ့ညာဂိမ်းမှာ participate ကျင်တဲ့ Chelsea တင်အကြောင်းအရာလေး တုံးဖို့ပဲဖြစ်ပါတယ်ခင်ဗျာဆုံးနေကြည့်ရှုအားပေးကြတဲ့ဘာသာညီကိုပရိသတ်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်နည်းနည်းလေးစုနေရတဲ့အတွက်တောင်းပန်ပါတယ်အားလုံးပဲ see you next video ပါနော်